یا زهرا الله اکبر ်ရှက်အနေငယ်တွင်ကဘာကြီးဟာအရှိန်လေပိုင်းဒေသမှာလူပေါင်းများစွာတေးကြီးပျက်စီးနိုင်တဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုမျက်မြင်ကိုယ်တွေ့တွေ့မြင်ခဲ့ကြရပါတယ်။ဒါဟာတန်တမန်ရေးအရသာတင်မာနေတာမဟုတ်သလိုနိုင်ငံတကာမီဒီယာတွေကခြေခံပြောဆိုနေတာလည်းမဟုတ်ပါဘူး။အရှိန်လေပိုင်းဒေသမှာဒေတာရင်းအင်အားကြီးနိုင်ငံနှစ်နိုင်ငံကအပြန်အလှန်သူတွေကိုယ်တွေတိုက်ခိုက်နေကြတဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ ဇွန်လ16ရက်19ရက်ညမှာစတင်ပြီးအစ္စရေးကအီရန်နိုင်ငံရဲ့အကြီးအကဲမြို့ကြီးများဖြစ်တဲ့တီဟီယန်၊အက်စဖန်နဲ့ကမန်ရှာတို့တွင်အကြီးဆုံးတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။စစ်ရင်းနဲ့သက်ဆိုင်တဲ့နေရာများကိုအကြီးအကဲထားတိုက်ခိုက်တယ်လို့ပြောဆိုတော့လဲအမှန်တကယ်ရင်အစ္စရေးတုံးကြီးများသည်အများပြည်သူရုတ်တံထုတ်လွှင့်ရေးအဆောက်အအုံများနဲ့စစ်ရုံများကိုပါတိုက်ခိုက်ပျက်စီးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အီရန်အရက်သားထိခိုက်ဒေဆုံးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ လေးနာသူအချို့ကတော့အစ္စရေးကသူတို့ရဲ့မဟာဗျူဟာစီရေရှိမှန်းချက်များအောင်မြင်မှုအတွေ့အရက်သားများထိခိုက်နိုင်မှုများသာမကဘာမစိုးစွန်းစားလှုပ်ဆောင်မှုဆန္ဒရှိနေကြောင်းသုံးသပ်ခဲ့ကြပါတယ်။အစ္စရေးကအီရန်ဒေသတစ်ခုလုံးကိုလုံဝအဆုံးစွန်ဖျက်ဆီးဖို့လှုပ်ဆောင်နေတာလားဆိုတဲ့မေးခွန်းပေါင်းများစွာလည်းထွက်ပေါ်လာပါတယ်။ရန်ကလည်းလက်ပိုက်ကြည့်နေမှာမဟုတ်ပဲသူတွေကိုယ်တွေတိုက်ခိုက်မဲ့အရေးအယံတွေကိုကျမတို့အားလုံးမျက်မြင်ကိုယ်တွေ့ကြရပြီလေဖြစ်ပါတယ် အီရန်ကလက်တုံပြန်နေအနေဖြင့် Flaxmit ဒုံးကြီးများနဲ့ဒရုန်းများစွာကိုအစ္စရေးသို့ပြစ်လွတ်တိုက်ခိုက်ခဲ့ပါတယ်။ထိုချိန်မှစတင်ပြီးဒီပနီပခကြီးမှာနောက်ဖက်စလုံးကရှက်တဲမှုစိတ်ကူးဆန္ဒမရှိသောပြသခဲ့ကြပါတယ်။မေးစရာရှိတာကဒီတိုက်ပွဲဟာနှစ်နိုင်ငံကြားကရှေ့လျသောတမန်ပနီပခအဖြစ်ပြက်တစ်ခုပဲလား။ဒါမှမဟုတ်ကမ္ဘာအင်အားကြီးနိုင်ငံတွေပါပါဝင်လာပြီးပုံမှုကြီးမားတဲ့ပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်ဆောင်သွားမလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ အစ္စရေးနိုင်ငံနဲ့အီရန်နိုင်ငံရဲ့မြို့တွေဖြစ်တဲ့တီဟီရန်၊အစ်ဖဟန်နဲ့ကာမင်ရှာမြို့များတို့အကြီးစားလေကြောင်းတိုက်ခိုက်မှုတရက်ကိုစတင်တိုက်ခိုက်ခဲ့ပါရယ်။အစ္စရေးအစိုးရကစစ်ရေးဌာနများကိုပြစ်မှတ်ထားတိုက်ခိုက်တယ်လို့ပြောဆိုနေတော့လေ။ထွက်ပေါ်လာတဲ့အစီရင်ခံစာများအရအီရန်ရဲ့အရက်သားနေမင်းများတွင်ပြင်းထန်သောပြည်စီမှုများဖြစ်ပေါ်ခဲ့ကြောင်းဖော်ပြခဲ့ကြပါရယ်။ ထုံးကြည်တစဉ်နဲ့တရင်ထုတ်လွှင့်နေစဉ်အီရန်၏အများပြည်သူရုတ်တံဌာန၏ရုံးချိုးကိုထိမှန်ခဲ့ပါရယ်။ကမန်ရှာတွင်တရင်တောက်နှုတ်ဦးသိဆုံးခဲ့ပြီးအရက်သားဆေးရုံတစ်ခုကလည်းပောက်ကွဲမှုကြောင့်ထိခိုက်ပျက်စီးခဲ့ပြီးကေဆင်အဖွဲ့များမှကူညီပေးနေသောလူနာများနှင့်ဆေးရုံဝန်ထမ်းများလည်းသိဆုံးခဲ့ကြပါရယ်။နိုင်ငံတကာကတော့ဒီလိုရဟာနိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကိုချိုးဖောက်နိုင်တဲ့အန္တရာယ်ရှိတယ်လို့ပြောဆိုနေကြပါဗျ။ အီရန်ရဲ့သားများအတွက်ကတော့ဒါဟာနိုင်ငံများကြားကပဏိပခတစ်ခုသားများမဟုတ်ဘဲ၎င်းတို့၏အသက်နှင့်ဘဝအပေါ်ရှိုက်ခက်လာတဲ့လှိုင်းလုံးတွေဖြစ်နေပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအပြီးမကြာမီတွင်အီရန်သည်လက်တုံပြန်စစ်ဆင်ရေးတစ်ခုကိုစတင်ခဲ့ပါတယ်။ Flashmit တုံးကြီးရပောင်းများစွာနှင့် Kamikaze drone များကိုအစ္စရေးနိုင်ငံအတွင်းရှိ Haifa, Gilead နှင့် Tel Aviv အပါအဝင်အစ္စရေးနိုင်ငံရဲ့နေရာမျိုးစုံကိုပစ်ခတ်ခဲ့ပါတယ်။ ၊ရေနံချက်ဆက်ရုံများ၊လေဒါစကန်များ၊ထောင်လိုင်းရင်ဌာနချုပ်များ၊လေကြောင်းရန်ကာဝေးစနစ်များကိုအတေကပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့အီရန်ဘက်ကပြောဆိုတော့လေအစ္စရေးကာဝေးတပ်ဖွဲ့ကတော့အရသာနေရာများစွာတိုက်ခိုက်ခံရတယ်လို့ပြောဆိုခဲ့ပါတယ်။အစ္စရေးရဲ့ Iron Dome နဲ့အခြားကဝေးစနစ်များသည်အီရန်ရဲ့တိုက်ခိုက်မှုအားလုံးကိုခုခံနိုင်စွမ်းမရှိခဲ့ပေမဟာဗျူဟာရအရေးပါတဲ့နေရာတော်တော်များများထိခိုက်ပျက်စီးခဲ့ပါတယ်။ ဟိုင်ဇာရင်ရေနံချက်စက်ရုံနဲ့ဓာငွေတူလောင်ရုံတခုရင်းအကြီးစားမိလောင်မှုဖြစ်ပေါ်ခဲ့ပါတယ်။ဆောင်းနိုင်တဲ့ကြုံလောင်မီလောင်ကျွမ်းငယ်ပင်အလုသမား၃တိဆုံးကလောင်စာတူလောင်မှုအများပြပြက်စီခဲ့ပါရယ်ထဲလာဗီမြို့အနေရှိဆလနဲ့တူလောင်ရုံတစ်ခုကိုဒုံးကျည်ဒစင်ထိမှန်ခဲ့ပြီးတူလောင်ထားသောခရင်မီကြောင့်များဒုတိယကြိမ်ပောက်ကွဲမှုဖြစ်ပေါ်ခဲ့ပါရယ်ပောက်ကွဲမှုကြောင့်အရက်သားနေမင်းများအထိတုံခါခဲ့ပြီးတိုင်ကန်ပြင်းပေါက်များစွာကွဲထက်ခဲ့တဲ့အထိအင်အားပြင်းပါရယ် လီလောဆမ်မှုစင်တာရဲ့ပောက်ကွဲမှုကတော့အစ္စရေးရဲ့အထူးထောင်လှမ်းရေး unit 1200ရဲ့ဌာနချုပ်ပင်လဲလုံဝလုံချုံမှုရှိကြောင်းတတ်သိပြခဲ့ပါတယ်။ဂျိုရုပုံရိပ်များတွင်ဖျက်ဆီးခံရသောလေယာဉ်ကွေများနှင့်ဆက်သွယ်ရေးအင်တာနက်များကိုတွေ့ရပါတယ်။အစ္စရေးဘက်ကတော့၎င်းပုံရိပ်များကိုတရားဝင်အတည်မပြုတော့လဲဆိုရှယ်မီဒီယာမှာတော့ကြကြဲပြင်းပြပြန့်နှံ့နေပါတယ်။ ီရန်ဘက်ကတော့တဟာသတိပေးချက်တစ်ခုသာဖြစ်ပြီးအပြေအဝတိုက်ခိုက်မှုမဟုတ်သေးကြောင်းပြောကြားခဲ့ပါရယ်။ဒါပေမဲ့အီရန်ရဲ့တိုက်ခိုက်မှုကအစ္စရေးနိုင်ငံရဲ့လေကြောင်းရန်ကာဝေးစနစ်များတွင်အာဏာချက်များစွာရှိကြောင်းပြသခဲ့ပြီးရှခင်ကအစ္စရေးနိုင်ငံတွေကိုထိုးပေါက်ပစ်ခတ်ဖို့မရနိုင်ဘူးဟုယူဆခဲ့တဲ့ကာဝေးစနစ်များမှာအထင်နဲ့မြင်လွဲခဲ့ရပါရယ်။ နေပညာကုမ္ပဏီချို့သည်၎င်းတို့၏လုပ်ငန်းများကိုရှာရက်ဆိုင်ခဲ့ပြီးအစ္စရေးအယက်သားများသည့်ကြီးမားသောထိန်းလန့်မှုများနှင့်စိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းမှုများကိုခံစားနေရကအယက်သားအများပြားသည့်အစ္စရေးနိုင်ငံတောင်ပိုင်းသို့ထွက်ပြေးခဲ့ကြပါသည်ကောင်နာကတော့အီရန်ရဲ့ကာမီကာစီဒရုန်းများနဲ့အစ္စရေးနည်းပညာမြင့်စစ်မှုဆောင်တစ်ခုအတွင်းသို့ထိုးပေါက်ဝင်ရောက်ပြီးပြစ်ခတ်နိုင်ခဲ့ပါတယ် ပျက်စီးမှုအတိုင်းအတာကိုအပြည့်အဝမဖော်ပြသေးတော့လေအစ္စရေးနိုင်ငံ၏ Silicon Valley ဟုတင်ဆောင်ခေါ်ဝေါ်ကြတဲ့အနည်းပညာဗဟိုချက်ကြီးကတော့အီရန်နိုင်ငံ၏ရေဒါအောက်မှာရှိနေကြောင်းကိုအချက်ပြလိုက်ပြီးပဲဖြစ်ပါတယ်လေလာသူအချို့ကတော့အီရန်ရဲ့တိကျတဲ့စည်ရေးစွမ်းဆောင်မှုဟုပြောဆိုနေကြပါဗျ။ အီရန်နဲ့စိုက်ဘာတိုက်ခိုက်မှုဒုံးကျည်များနဲ့အီလက်ထရောနစ်စစ်စင်ရေးများကို ပေါင်းစပ်ပြီးအစ္စရေးနိုင်ငံ၏တိုက်ခိုက်ရန်ခတ်ခဲတဲ့ကာဝေးစနစ်များကိုရှုပ်ထွေးအောင်ပြုလုပ်ကောင်းအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်ပြခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာကြီးကတော့ကမ္ဘာအဆင့်မြင့်ဆုံးစစ်တပ်များထဲမှတစ်ခုဖြစ်သောအစ္စရေးစစ်တပ်ကိုထိုးပေါဝင်ရောက်နိုင်စွမ်းရှိပြီးဖျက်ဆီးနိုင်သည့်အရှန်သူတို့နှင့်ရင်ဆိုင်နေရသည့်အခြေအနေကိုစောင့်ကြည့်နေကြပါသည်။နှစ်ဖက်စလုံးတွင်တော့အဆိုးကျိုးတွေဖြစ်ပေါ်ခဲ့ပါသည်။ အီရန်နိုင်ငံနှင့်ထောင်ပေါင်းများစွာသောပြည်သူများသည့်အ धिक မြို့ကြီးများမှထွက်ပြေးခဲ့ကြပါသည်ပြစစ်တအားများပြတ်တောက်ခဲ့ပြီးစေယုံများတွင်လူနာများပြေရှံနေကနေရချို့တွင်ဆက်သွယ်ရေးစနစ်များပြတ်တောက်နေတယ်လို့သိရပါဗျ။အစ္စရေးနိုင်ငံတွင်ဘတ်ဆောင်ကဝေးစနစ်များရှိတော်လဲအစ္စရေးဒေသခံများကတော့မြေအောက်ပံကများတွင်ပုံကိုနေကြရသလိုနိုင်ငံတောင်ပိုင်းကိုထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်းရှိပါသေး။ဒီတင်းမာမှုများသည့်နှစ်နိုင်ငံထက်ဇော်လိုမီပြည်နှံ့သွားနိုင်သည့်အလားအလာတွေရှိနေပါသေး။ လက်ဗနော်မှာရှိတဲ့ဟေဘိုလာကလည်းစစ်မျက်နှာအသစ်ဖွင့်မယ်ဆိုပြီးချိန်ချောက်ထားပါတယ်အီရန်နဲ့ဆီးရီးယားမှာရှိတဲ့ရှီရာလနဲ့ကင်ဖွဲများကလည်းအီရန်ထက်မှန်တိုက်ခိုက်ခံရပါကတုံ့ပြန်ရန်အသင့်ရှိနေတယ်ဆိုပြီးပြောကြားခဲ့ပါတယ်။အီရန်နဲ့ပါရှန်ပင်လယ်ကွင်းနဲ့အိုမန်ပင်လယ်ကွင်းကိုဆက်သွယ်ထားတဲ့ဟိုမျိုးရေလက်ကြားတွင်အမေရိကန်ပြည်ထောင်စုကတိုက်ရိုက်ဝင်ရောက်လာပါကရှီလက်ကြားကိုပိတ်ဆို့နိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ ဒီလုံရှားမှုဖြစ်ပေါ်လာရင်ကမ္ဘာစွန်ရင်ထောက်ပံ့မှုကိုမတိမငိမ့်ဖြစ်စေပြီးဒေတာရင်းစီးပွားရေးကျဆင်းမှုကိုဖြစ်ပေါ်လာစေနိုင်တယ်လို့အရှိန်အလယ်ပိုင်းတင်းမာမှုတွေကလည်းပုံမှန်ကြီးထွားလာနိုင်ပါတယ်။တူရကီနဲ့ဆော်ရီအာရေဘီယာတို့တင်ပြန်ပြန်စူးစမ်းနေတော့လေ၎င်းတို့၏နိုင်ငံရေးအနေအထားများအရလှုပ်ရှားနိုင်မှုမှာအကန့်အသတ်တွေရှိနေပါတယ်။ 2025ခုနှစ်ဇွန်လ12ရက်နေ့စတုံးနဲ့စတင်လောင်းကျွမ်းခဲ့သောပနေပခါသည်အရှေ့အလယ်ပိုင်းဒေသတွင်စည်ရေးတင်းမာမှုအခန်းအသစ်တစ်ခုကိုစတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါသည်။နှစ်ဖက်စလုံးတွင်အရတားတည်ဆုံမှုများဖြစ်ပေါ်ခြင်းအခြေခံအဆောက်အအုံများပြက်စီခြင်းစီးပွားရေးကိုထိခိုက်လာခြင်းနှင့်ဒေသတွင်းတည်ငြိမ်မှုတွေပြက်ပြားလာနေပါသည်။ရှိခိုးကအချိန်ကြာမြင့်စွာပဏိပခရဖြစ်ပေါ်နေတဲ့နိုင်ငံတစ်ခုဟာပြင်းထန်တဲ့တိုက်ပွဲတွေစီသို့ဦးတည်ခဲ့ကြပါပြီ ဆက်လက်ပြီးပုံမှုကြီးထွားလာပါကဒီပနီပခသည်အမေရိကန်ပြည်ထောင်စုရုရှားနှင့်ဥရောပကဲ့သို့သောအခြားအင်အားကြီးနိုင်ငံများကိုဆွဲထည့်သွားနိုင်တဲ့အလားအလာတွေရှိနေပါတယ်။သေစာရာတကူကတော့ဒီတိုက်ပွဲကြီးကိုရှက်တမ်းမှုမကြိုးစားကြပါကတိုက်ပွဲလိုင်းလုံးကြီးပြန့်နေပြီးပုံမှုကြီးထွားလာနိုင်ပါတယ်။ဆလရရှိတဲ့တဲ့ရင်တွေကိုလည်းထပ်မံတင်ပေးသွားမှာမလို့ channel လေးကို like and subscribe လုပ်ဖို့မမေ့ခင်နဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်